န်စစ်ပြစ်မှတ်ကိုအပြိုင်ဆိုင်ခေါ်ယူဖို့ကြိုးစားနေတဲ့လီဗာပူးအားလုံးပဲမင်္ဂလာပါရှင်ဒီရာသီပရီးမီးယားလိဂ်ဆူပလာကိုအိတ်ကတ်ထဲကောက်ထည့်နိုင်တော့မယ့်လီဗာပူးအနေနဲ့လာမယ့်ရာသီအတွက်ပြင်ဆင်မှုတွေကိုတစတဲ့တစပို့ပြီးတော့လှုပ်ဆောင်နေပါတယ်တစ်ဖက်မှာလည်းဖန်ဒိုက်ကိုနှစ်နှစ်ပဲပေးထားတာတွေဂွမ်းဆက်ကိုလည်းအသင်းတော်တော်များများကစိတ်ဝင်စားနေတာတွေ2029မှာတက်တန်းကုံဆုံးမဲ့ကိုနာတေးရဲ့အပြောင်းရွှေ့သတင်းတန်တဲ့တဲ့ရီချောင်းမလို့လီဗာပူးတို့ဟာဘိုးခန့်စမှုတူးကိုလာမဲ့ဈေးကွက်အတွင်မှာအမိအရာခေါ်ယူသွားဖို့ပြင်ဆင်နေပါဗျ။ ဒါနဲ့ပတ်သက်ပြီးဒီအသက်လက်တရဲ့အဘော်အရာလီဗာပူးဟာဘုံမောင်အသင်းရဲ့လူငယ်ခန့်စင်မှုဒီယန်ဝိုင်ဇန်ကိုစိတ်ဝင်စားနေတယ်လို့တခြားသောပရီးမီးယားလိဂ်နဲ့လာလီယာတို့ရဲ့ကလပ်အသင်း6တင်းနောက်ကလည်းဒီစပိန်သားကျယ်ဝင်လေးကိုစိတ်ဝင်စားမှုတွေရှိနေပြီးတော့အဲ့ဒီကလပ်အလုံးကကစားသမားရဲ့ကိုယ်စားလှယ်နဲ့ဆွေးနွေးစကားပြောဆိုမှုတွေတောင်လုပ်ခဲ့ကြပြီလို့ယုံကြည်ရတယ်လို့ဆိုထားပါဗျ။သူ့ကိုအမှန်တကယ်ခေါ်ယူဖို့ရည်ပန်းစားနေတဲ့3တင်းကတော့လီဗာပူး၊အာဆင်နယ်၊ချယ်ဆီတို့ပဲဖြစ်ပါတယ်။ ဒီလိုဆွလိုက်တာနဲ့ဂျန်နဲ့နယူကာဆယ်စပါနဲ့ရီယယ်မက်ဒရစ်တို့ကဒီစပိန်ခံစင်မှုကိုခေါ်ယူနိုင်ရေးမှာအခွင့်အရေးနည်းနေတယ်လို့ဆိုလိုချင်တာတော့မဟုတ်ဖဲနဲ့သဘောတူညီမှုရတာနဲ့ဒီအသင်းတွေစီကိုလည်းချက်ချင်းပြောင်းရွှေ့သွားနိုင်ကြည်လဲရှိနေတာပါဘုံမဘက်ကတော့ကစားသမားရဲ့အပြောင်းရွှေ့အတွက်မကြာခင်မှာဆုံးဖြတ်ပေးမှဖြစ်ပြီးတော့ပြောင်းရွှေ့ခြင်းအနေနဲ့ကတော့ပေါင်တန်း50တောင်းဆိုလာနိုင်တယ်လို့သိရပါတယ်လီဗာပူးအနေနဲ့လည်းစိတ်ဝင်စားနေတဲ့ကျယ်ပွင့်လေးအတွက်လက်ဦးမှုအရယူဖို့လိုအပ်နေတာဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်